ဘီဂျေစာကိုကန်ဆောင်တဲ့အလုံသမားများကိုပြပထွက်ခွာခွင့်စစ်ကောင်စီကကန့်သတ်ဘီဂျေစာအုပ်နဲ့ပြပထွက်ခွာလုပ်ကံမဲ့အလုံသမားတွေကိုစစ်ကောင်စီကလေစိတ်မှထွက်ခွာခွင့်မပေးတော့ဘဲဘီဂျေစာအုပ်ရရှိထားပါစေထွက်ခွာခွင့်၅ရက်ကြိုတင်တင်ရမယ်စီစစ်ပြီးမှထွက်ခွာခွင့်ပေးတာမျိုးဆောင်ရွက်လာတယ်လို့အေဂျင်စီတွေကပြောပါတယ်ဘီဂျေစာအုပ်သမားတွေကိုစစ်ကောင်စီကထွက်ခွာခွင့်လွယ်လွယ်မပေးတော့ပါဘူးစီစစ်ပြီးသူတို့ခွင့်ပြုမှသွားလို့ရတယ် စီစစ်တဲ့အချိန်မှာလေငါရဲ့လောက်ကြာတယ်လို့အေဂျင်စီများကမီဒီယာတွေကိုပြောပါတယ်။ပြပထွက်ခွာမဲ့ PJ စာအုပ်နဲ့အလုပ်သမားတွေကိုမတ်လ18ရက်နေ့မှာစတင်ပြီးထွက်ခွာခွင့်မပေးတော့ပဲထွက်ခွာလိုတဲ့အလုပ်သမားတွေအနေနဲ့စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝင်ကြီးဌာနမှာစီစစ်ဖို့ကြိုတင်စည်းရင်းတင်ရမှာဖြစ်ပြီးခွင့်ပြုချက်ပေးမှလေစိတ်ကနဲ့တက်ခွင့်ပေးတယ်လို့သိရပါတယ်။ PJ နိုင်ငံကုလမနဲ့ပြပမှာအလုပ်လုပ်ဖို့အလုပ်သမားဝင်ကြီးဌာနမှာ စီစဉ်ရန်အတွက်အ ਨੇ ဆုံး9ရက်ခန့်ကြိုတင်ကြောင်းကြားရမယ်လို့ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကထုတ်ပြန်ထားတာစီတယ်လို့အေဂျင်စီတွေကပြောပါတယ်။အလုသမားတွေလွယ်လွယ်ကူကူထွက်လို့မရတော့ဘူး။အရင်ကစာအုပ်စီရင်အဝေးလောက်ရမယ်။အခုအဲ့ဒီကလည်းစီပြန်ရောမရတော့ပြန်ဘူး။စစ်စစ်ဖို့ကြိုတင်စီရင်ပေးရအောင်မယ်။နားလည်အောင်ပြောရရင်ခွင့်ပြုချက်တောင်းရမယ်။ဒုဒုခွင့်ပြုတော့မှလေစက်ကနေတက်ခွင့်ပေးမယ်။ခွင့်ပြုချက်မရသေးရင်ပြီးမသွားဘူးလို့ အလုတ်သမားအေဂျင်စီတွေကပြောပါတယ်။တစက်ထဲမှာပဲပြည်ပထွက်ခွာသွားမဲ့မြန်မာနိုင်ငံသားတွေကိုလူဦးရေအကန့်အသတ်နဲ့ထွက်ခွာခွင့်ပေးတာမျိုးလှုပ်လာတာတွေ့ရတယ်လို့သိရပါတယ်။တရက်လင်းလူဦးရေ100ကနေ120ဦးထိတာထွက်ခွာခွင့်ပေးပြီးပြည်ပထွက်ခွာတဲ့လူဦးရေဟာတိတိတတ်တများပြားနေလို့စစ်ကောင်စီဘက်ကအရေးအတွက်နဲ့ထွက်ခွာဖို့တတ်မှတ်လိုက်တာလို့သိရပါတယ်။ကျွန်တော်ကိုချစ်ပါ